င်္ဂလာပါခင်ဗျာဖရတာနေမြန်မာကနေအပတ်စဉ်တင်ဆက်ပေးနေတဲ့တော်လန်တီသူတို့ရဲ့အသံအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီစီဇန်ကနေဒေတာတီတီကနေနိုင်ရတောင်းဝန်ထမ်းပြီးတော်လန်ရင်းမှာပါဝင်နေကြတဲ့သူတွေရဲ့စကားသံတွေကိုနာဆင်ခံသားမှာဖြစ်ပါတယ်ဒီစီဇန်ကိုအပတ်စဉ်ပုတ်ထုံနေညတိုင်းမြန်မာစံတော်ချိန်9နာရီမှာဖရတာနေမြန်မာရဲ့တင်ပြကိုရဆက်နေတာနဲ့မေဘမီဒီယာများမေဘဖွဲ့စည်းများရဲ့တင်ပြကိုရဆက်နေတာတွေကနေတပြိုင်တည်းထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ဆောင်ရွက်ကြည့်ရှုအားပေးနိုင်ဖြစ်ကြောင်းတင်ပြအောင်ပါပါတယ် ဒီနေ့အစီအစဉ်အတွက်ပေါ့နော်ဖိတ်ခေါ်ထားတဲ့ဆွေးနွေးပွဲကိုဖိတ်ခေါ်ထားတဲ့ရဲဘော်အလည်းဆင်းနေရောက်ရှိနေပြီဖြစ်တဲ့အတွက်ကျွန်တော်အစီအစဉ်လေးကိုစတင်လိုက်ပါတော့မယ်။အားလုံးမင်္ဂလာပါ။ Federal Channel မြန်မာရဲ့တော်လန်တူတူအတန် Focus စီစဉ်ကနေပြန်လည်ကြိုဆိုပါရစ်။ဒီကနေ့မှာတော့ကျွန်တော်တို့အနေနဲ့ဖိတ်ခေါ်ထားတဲ့သူကတော့ TVN ရဲ့ဒီနိုင်ငံရေးစော်မှုပိုင်းမှာပါဝင်ခဲ့တဲ့အာဆရာခွန်စစ်ကိုကျွန်တော်တို့ဖိတ်ခေါ်ထားပါရစ်။မင်္ဂလာပါခင်ဗျာဆရာခွန်စစ်။ ဟုတ်ကဲ့မင်္ဂလာပါဗျပထမဆုံးအနေနဲ့ဒီဘောတော့ဆရာအနေနဲ့ visit ပေးစေချင်ပါတယ်အဲ့ဒါကတော့ဘာလဲဆိုတော့အာဆရာရဲ့အမိရေပြီးတော့လက်ရှိပေဖွဲ့စည်းမှာဘာသာဝင်တွေကိုထမ်းဆောင်နေလေးဆိုတာပေါ့နော်ဒီဆရာပြောပြလို့ရတဲ့လောက်အရင်ဆုံးအာကျွန်တော်တို့ visit ပေးပါခင်ဗျာဟုတ်ကဲ့ပါဆရာကိုကျွန်တော်နာမည်ကတော့ခုံးစိတ်ပါဆရာဒီဓနုပြည်သူလူမျိုးရေးတပ်ဦးဓနုပြည်သူလူမျိုးရေးတပ်တော် DBNF DBNF မှာတောင်းထမ်းဆောင်နေပါတယ်ဆရာဟုတ်ကဲ့ပါဟုတ်ကဲ့ဆိုတော့ဒီပြည့် အာ GPNA ဆိုတာလည်းပေါ့နော်ကျွန်တော်တို့ဒီဒေါ်လာရေးကာလမှာပြီးတော့ပေါက်ဖွားလာတဲ့တလူလက်နက်ကတဖွဲ့တခုပေါ့လေဆိုတော့ခုလက်ရှိမှာလည်းကျွန်တော်တို့ကြာတိရတော့ဒီမဟာမိတ်ဖွဲ့စည်းတဲ့ဒီတိုက်ပွဲဝင်ကြီးတွေဆိုလည်းကျွန်တော်တို့ကြာတိရပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆက်စစ်ဆိုတော့အာသူတရအနေနဲ့ပေါ့လေဆရာခွန်စစ်အနေနဲ့ဒီကျွန်တော်တို့လက်ရှိနှူးဒေါ်လာရေးပေါ့2020ခုနှစ်ဒီစစ်တပ်ကအာဏာမသိမ်းခင်ဘုဖက်ချမ်းမှာပေါ့လေဘုဖက်ပိုင်းမှာပေါ့ဆိုတော့ဘယ်လိုမျိုး ပေါ်တော့ဆရာခုစစ်နေနေဘယ်လိုမျိုးနေထိုင်သွားလာလို့ရှာနေလေပေါ့နော်ပြီးတော့ဘာလုပ်ငန်းတွေကိုလောက်ကိုက်နေလေဆိုရဲဟာလို့ပေါ့လေဒီချင်းချုပ်ပြောပြလို့ရတယ်ဟုတ်ကဲ့ပါဆရာဒီ new dollar ရေးမဖြစ်ခင်ကဆိုရင်တော့ကျွန်တော်ဒီဂျွန်သားတေးရောပေါ့နော်ဆရာဒီပညာရေး college ဂျွန်တင်နေတဲ့ဂျွန်သားတေးရောဖြစ်တယ်ပေါ့ဟိုအလောကင်ကတော့ဒီပညာရေး college နနစ်တက်ပြီးမှပဲဂျွန်ဆရာဖြစ်မှာဟုတ်ဆရာ ဒီကျွန်တော်တယောက်ပဲရှိသေးရပေါ့ဒီ new dollar ရေးမတန်ခင်ကတော့ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့ပြောရလို့ဆိုလို့ရှိရင်တော့ចောင်းသား CDM ចောင်းသားပေါ့ဗျာကျွန်တော်တက်ကတူចောင်းသားဆိုတော့အာအခုလူအဲဆိုတော့အခုဒီမှာចောင်းသားလို့ကြားကြည့်ကြရတဲ့ခါကျတော့ကျွန်တော်တို့ဒီလက်နက်ကင် dollar ရေးလုပ်တဲ့ခါကျတော့ဒီခက်ခဲចမ်းသားမျိုးဆိုကျွန်တော်အားလုံးទីထားပြီဒါပေါ့လေဆိုတော့ဘာဖြစ်လို့ပေါ့နော်ဒီចောင်းသားတယောက်အနေနဲ့ ဒီလက်နက်ကင်ဒေါ်လာရေးဖက်ကိုရွေးချယ်ရလေပေါ့နော်ဘာဒီရဲ့အကြောင်းရင်းကဘာကြောင့်လဲပေါ့ဒီလမ်းကိုရွေးဖြစ်ခဲ့တဲ့အတ္တိကပေါ့နော်ဒီဆရာခုစစ်ဟိုဒီအတ္တိကသူအဖြစ်စေတဲ့အရာလေးများရှိမလားပေါ့နော်ဒီဒေါ်လာရေးကိုရွေးချယ်သွားရတဲ့အကြောင်းရင်းကဘာကြောင့်လဲပေါ့ဟုတ်ကဲ့ပါဆရာဘာကြောင့်လဲဆိုတော့ဒီအာနာသိန်းတော့ဒီအမြတ်ပြည်သူလေးဆန္ဒပြကြတယ်ဆန္ဒပြတဲ့အချိန်မှာဒီစကားဆာနေပြီးတော့ပေါ့နော် ဒီလက်နဲ့နဲ့ဖြူခွင်းတာလေဒီမတရားဖမ်းဆီးချုပ်နှောင်တာတွေကိုကျွန်တော်တို့မြင်ရကြားရတယ်ပေါ့နော်ဆရာအဲ့ဒီအချိန်မှာကျွန်တော်တို့ကဒီဘယ်လိုပြောမလဲဒီဆန္ဒပြနေုံနဲ့မပြီးတော့ဘူးပေါ့လက်နဲ့ဂိမ်းမပဲရတော့မယ်ဆိုတော့ဒီဝချင်းနဲ့ကျွန်တော်တို့ဒီအနာရှင်ကိုတော်လံဖို့အတွက်ကျွန်တော်တို့ဒီလက်နဲ့ဂိမ်းလားစင်ကိုရွေးခဲ့တာဖြစ်ပါသေးဆရာအဲဟုတ်ပါတယ်တော်တော်များများကလေးပေါ့နော်ကျွန်တော်ရှေ့မှာပြောသွားတဲ့ကျွန်တော်နဲ့ဒီစကားပြောဖြစ်ခဲ့ဒီဒေါ်လာကြီး ပေါ့နော်ဒီမှာပါဝင်နေတဲ့ရေးပေါ်ရေးပက်အကုန်လုံးကလည်းဘလူးပဲပြောကြတချို့ဆိုဒီတာမန်ရက်တက်ပြီးသူတွေပါတယ်တချို့ကြီးကခုနအခုဆရာခွန်စစ်လို့ပေါ့လေဒီတက်ကသူចောင်းသားတွေနဲ့ပြီးတော့ចောင်းသားတွေစေတန်းចောင်းသားတက်ပြေတွေတို့များများကအဲဆိုတော့ဒီလက်နက်မဲ့ပေါ့ဒီသူတွေကလက်နက်မဲ့အနေနဲ့ဒီစန္ဒပြတောင်းဆိုရာကဒီဒီမိုကရေစီပြန်လည်ရရှိရတဲ့တောင်းဆိုရပြီးတော့ဖန်စီခံရတဲ့ကောင်းဆောင်တွေလုပ်ပေးဖို့တောင်းဆိုဒါမဲ့ဒီဟာတွေကိုပေါ့နော်ဒီစစ်တပ်ကနေပြီးတော့အကြမ်းဖက်ဖြိုခွဲတိုက်ခိုက်တဲ့ခါကျတော့ဒါတွေကိုမခံရနိုင် ဖြစ်ပြီးတော့ပြီးတော်လန်ရေးပေါ့နော်နောက်ဆုံးဆုံးဆုံးမတက်နိုင်တဲ့အတွက်ကြောင့်ဒီလက်နက်ကိုက်တော်လန်ရေးဖို့ရွေးချယ်ပြခဲ့တယ်ဆိုတဲ့ဟာကြီးပေါ့လေဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါဆရာဆိုတော့ကျွန်တော်ဒီပေါ့လေအာတော်လန်ရေးစလုပ်တဲ့အချိန်တချို့ကြတော့ဘယ်လိုပြောမလဲဒီတော်လန်ရေးစဖြစ်ဖြစ်ချင်းမှာပဲလက်နက်ကိုက်တော်လန်ချင်းတချို့တွေလည်းပြောကြတာပေါ့အာအလုံးစုံတလစ်လက်နက်အဲ့ချိန်မှာပြီးတော့ပြီးတော့မယ်ဘာညာဆိုပြီးတော့ပြောလာခဲ့ဒါပေမဲ့အခုလက်ရှိမှာကျတော့တော်လေးအာတန်လေးကြာဟိုဒီအတန်ကြာလာပြီပေါ့လေဒီတော့တော်လန်ကြီးအကလာကလည်း ငါးနှစ်သေးကိုရောက်လာခဲ့ဆိုတော့ဒီလိုမျိုးပေါ့နော်ဒီခက်မြန်မြန်ပြီးသွားနိုင်တယ်ဆိုပြီးတော့တွေးခဲ့တာမျိုးဆရာအနေနဲ့ရောရှိခဲ့လာပေါ့နော်ကျွန်တော်အာဒီတော်လန်ကြီးအထက်မှာဒီနေ့လောက်ကျွန်တော်ပါလိုက်လို့ရှိရင်ပြီးသွားလိမ့်မယ်ဒီတော်လန်ကြီးဆိုရဟာမျိုးပေါ့ပြီးတော့ဒီဖြတ်တန်းရတဲ့ဒီတော်လန်ကြီးဒီ2020ခုနှစ်ကနေပေါ့လေဒီလက်ရှိချိန်ထိအာဒီဖြတ်တန်းခဲ့ရအတိတ်ကဒီသေးမှာပေါ့လေဒီအတော်တော်ရှိမှာအခက်အခဲတွေရောများစွာရှိခဲ့မှာပေါ့လေဒီသေးကဟာမဆရာကုစစ်နေနေပေါ့နော်ဒီအာအမှန်ရဆုံး ရာခုစိရဲ့ဘဝအထင်းပါပေါ့လေဒီအဲလူတွေနဲ့မဲလို့မရတဲ့အကြောင်းအရာလေးတွေမျိုးရှိမလားပေါ့လေအဲဒီကတခုတော့ကျွန်တော်တို့ပြန်ပြီးတော့မြောက်ကိုပြေးလို့ရမလားဟုတ်ကဲ့ဆရာရပါနဲ့ဘယ်လိုပြောမလဲဒီလက်နဲ့ကင်လမ်းစဉ်ကိုရွေးလိုက်တဲ့အတွက်ဒီတောထဲကိုတောခုရပြီလို့ဆရာဒီတောခုတောခုကိုတွဲဆိုရင်ဒီအခက်ခဲတွေတော့အများကြီးကြုံရတာပေါ့နော်ဒီစန္ဒပြတုံးကလည်းဒီငါတို့ကဒီစန္ဒလိပ်ပြမယ်ဆိုရင်ဒီအာနာရှင်ကြီးကဟို အာနာပြန်ရမယ်ထင်တာပေါ့ပြည်သူအာနာပြည်သူပြန်ပေးဆိုတဲ့ပုံစံတိတ်ကြောင့်လို့အာနာပြန်ရမယ်ထင်တယ်ဒါပေမဲ့ဇန္နပြတာကြာလာတော့ဘလို့မှမဖြစ်နိုင်တော့ဘူးလက်နဲ့ကိမ်မပေးရမယ်ဆိုတော့ဒီလက်နဲ့ငါတို့လက်နဲ့ကိမ်ပြီဆိုရင်ဒီအာနာကိုငါတို့ပြန်ရမယ်ထင်တာပေါ့နော်ဟိုအချိန်အကြာကြီးလို့တော့ဟိုဆက်စချင်းတော့ကျွန်တော်တို့လည်းဒီနိုင်ငံရေးအသီးတွေအဲ့လိုအထိမရှိနေဘူးပေါ့နော်ချင်းချင်းပြောရင်ဂျွန်တက်တယ်အိန္ဒိယနဲ့ဒါတော့ပဲဆိုတော့အဲ့မှာဒီတော့မကြောက်လို့တော့ ထင်ခဲ့တာပေါ့ဒါမဲ့ကျွန်တော်တို့ဒီထက်ဝင်လိုက်တယ်ဒါမဲ့ဟိုအချိန်က2021ကနေခုဆို2025 2026ထိချီလာတော့မယ်အတွင်းမှာဟိုဒီဒေါ်လာကြီးကဟိုဘယ်လိုပြောမလဲဟိုကျွန်တော်တို့အစတုန်းကထင်ခဲ့တယ်လို့ပေါ့နော်ဒီတနည်းနည်းအတွင်းပြီးသွားမယ်ဆိုတာမျိုးမဟုတ်ဘူးပေါ့အဲအတွင်းမှာကျွန်တော်တို့ခက်ခဲများစွာဟိုကြော်ဖြတ်ခဲ့ရတာပေါ့ဥပမာဘယ်လိုပြောရမလဲကျွန်တော်တို့ဒီစစ်တင်ညာတင်ဖို့အတွက်ဟိုကျွန်တော်တို့ကဓနုဒေတာမှာဆိုရင်တင်းသားလေးနဲ့ကြိမ်မရှိခဲ့တဲ့အတွက် ကျွန်တော်တို့ဒီစစ်ပညာကိုဒီကျွန်တော်တို့ဖက်မှာတင်လို့မရဘူးဗောနော်အမှကျွန်တော်တို့ဒီမမိတ်တိုင်းရင်းတွေဖိတဲ့ဒီဂိမ်းဒီဖက်ကိုကျွန်တော်တို့ဒီစစ်ပညာသွားတင်တဲ့အချိန်မှာကျွန်တော်တို့ခက်ခဲတယ်အများကြီးဂျုံရတယ်ဗောနော်ဘယ်လိုပြောမလဲလမ်းကြောင်းကူးဖြတ်ဖို့ရကူးဖို့ရဆိုရင်ကျွန်တော်တို့ကအများကြီးအန်ဒီရီဖြတ်ပြီးမှပဲကျွန်တော်တို့ကူးပြီးမှစစ်ပညာကြီးသွားတင်ခဲ့ရဗောဟိုဒီဂိမ်းဒီဖက်မှာတင်တဲ့အထက်မှာကျွန်တော်ဒီမေးလို့မရတဲ့အမတရားဆိုရင်တော့ကျွန်တော်ဒီ ဘယ်လိုပြောလဲကျွန်တော်တို့ KNY ဖက်မှာစစ်တင်တာတွတ်တက်တယ်တွတ်တက်ပြီးတော့ကျွန်တော်တို့ဒီတိတ်ပွဲတွေပါဒီတွားတဲ့ခါမှာပေါ့နော်ဟိုကျွန်တော်တို့ဒနုဒေတာဆိုရင်ဒီပါလက်နဲ့ဂိမ်းမှာမရှိတဲ့အတွက်ကျွန်တော်တို့ဆိုရင်ဒီစစ်ပွဲတွေ့ကြုံနေဒီဘယ်လိုပြောမလဲဘာမှမရှိတဲ့အတွက်ကျွန်တော်တို့ဒီလက်နဲ့ဂိမ်းလမ်းစဉ်ကိုဒါကျွန်တော်တို့ရွေးလိုက်တယ်ပေါ့ဒါပေမဲ့ဟိုစကားစားဖက်ကနေပြီးရင်ဘယ်လိုလက်နဲ့တွေသုံးပြီးပြစ်လာမယ်ဘယ်လိုလက်နဲ့တွေသုံးပြီးကျွန်တော်တို့တိုက်ခိုက်လာမယ်ဆိုတော့ကျွန်တော်တို့မတီးခဲ့ဘူးပေါ့ရှင်းရှင်းပြောရအောင်နော် ဒါပေမဲ့ကျွန်တော်စစ်တင်နိုင်ပြီးတော့ကျွန်တော်ခြေတန်းကိုတွားတဲ့ချိန်မှာစကစားဖက်နေပြီးတော့ပေါ့ဒီလေရင်လေရင်တွေဟယ်လီကော်ပတာတွေနဲ့လာပြည့်တဲ့ချိန်မှာအတွေ့အကြုံမရှိတော့ရကြီးနေရပေါ့ခင်ဗျဟိုတချို့ကြတော့လည်းတွေ့ကြုံရှိတော့ပြီးတော့လုံခြုံမဲ့နေရာကိုပုံခုပြီးဒါပေမဲ့ကျွန်တော်ကဒီအတွေ့အကြုံမရှိတဲ့အတွက်လေရင်တွေလာတာကိုကျွန်တော်ဒီတိုင်းကျွန်တော်ကဒီတိုင်းရကြီးနေရပေါ့ခင်ဗျဒါအမတရားတွေပေါ့ခင်ဗျ ျွန်တော်လည်းဒီတနုဘလို့ပင်တရားကိုရောက်ပြီးပါကြောကြည်အာတီးတာပို့တယ်ပါဆိုတော့ဒီတနု data ဆိုတော့အကြတော့လေဘိုင်းလောက်မှာတွားကြတဲ့အခါကျတော့ပေါ့နော်ဒီဟိုဘက်မှာလေစစ်စင်တက်ခုနဆက်ပုစစ်ပြောသူလို့ပေါ့စစ်တန်လန်တွားတက်ပုစင်တဲ့ဒီ gate တွေစစ်ကောင်စီ gate တွေများစွာဖျက်ရတဲ့ဒီဘက်မြောက်ဘက်လည်းတွားမယ်ဆိုလည်းသူလေးတူပဲပေါ့လေဆိုတော့တော်တော်လေးဖြတ်ခဲတဲ့ data ဒီလက်နက်ကန်ဒီတပ်ဖွဲ့တခုအနေနဲ့ရက်တီဖို့တော်တော်လေးဖြတ်ခဲတဲ့ data တခုပြည့်ဆိုတဲ့အမြင်အနေထားရပေါ့အဲကျွန်တော်တီးရရပေါ့လေဟုတ်ကဲ့ပါဆိုတော့ပေါ့နော်ဒီအမတ်တရားလေဒီ မှအတွေ့အကြုံရှိခါကြတော့ဒီတိုက်ပွဲဆုံးတဲ့ရောက်ရလို့ရှိနေပေါ့တော့ကိုကဘာလို့ရမှမကြည့်တဲ့ခါကြတော့ရက်ချီနေတဲ့ပုံစံမျိုးရလေဖြစ်သွားတယ်ဆိုတော့အဲ့ဒါကျတရားဆိုတော့ okay ဆိုတော့အခုတစ်ခါကျတော့ကျွန်တော်အနေနဲ့ပေါ့တော့ဒီဒေါ်လာရေးဦးဆောင်တဲ့အာကောင်းဆောင်ပိုင်းဒီစီကိုပြန်ပြီးတော့ချင်တာပေါ့လေအဲ့ဒါကျတော့ဟောဆိုကျွန်တော်တို့လက်ရှိဒေါ်လာရေးကိုပြန်ကြည့်လို့ရှိရင်အောင်မြင်တဲ့ဘိုင်းတွေအားရမှုတွေရှိရောရှိမှာပဲကျွန်တော်အောင်မြင်တာတချို့ အအစပိုင်းမှာဆိုကျွန်တော်တို့တော်တော်လေးအောင်မြင်တယ်လို့ပြောလို့ရတာပေါ့ဒီနေကရေးဖက်မှာဒီလက်နက်ကန်လန်စစ်တဲ့ OD အာဘောဒီဒေါ်လာရေးဒီတိုက်ခိုက်ရေးဖက်မှာယူပြီးတော့နိုင်ငံရေးဥဆောင်မှုပိုင်းမှာလည်းအာဒီချဲ့ရောက်တာရှိတယ်ဒါပေမဲ့ဒေါ်လာရေးကြာလာတာနဲ့အများကျွန်တော်တို့ရဲ့ဒီအောင်မြင်မှုတွေကတတိဖြည်းနဲ့ကျဆင်းလာတယ်လို့မျိုးလည်းဖြစ်လာတဲ့အခါကျတော့ပေါ့နော်ဒီအာလက်ရှိအနေအထားကိုဒီအာရေးဖို့ပုံစစ်ပေါ့အာဆက်ပုံစစ်နေနဲ့အာရကျင်တတ်မှုရှိလားပေါ့နော် အာတကယ်လို့ဒီကောင်းဆောင်တွေဘိုင်းထဲမှာဒီတတ်သေးကဖြစ်ဖြစ်တတ်ဒီကခွေရဲ့ဘက်ကဥဆောင်တဲ့လူတွေဖြစ်ဖြစ်ပေါ့လေပြီးတော့နိုင်ငံရဲ့ဘက်ကဥဆောင်တဲ့လူတွေကောင်းဆောင်တွေဒီမှာဒီအားနည်းချက်တွေရှိနေဆိုလို့ရှိရင်နေပေါ့နော်အာအပြုတ်ဘောအနေနဲ့အာဇာကုစစ်အနေနဲ့အကြံပြုပြောချင်တာများရှိမလားပေါ့2023လောက်2023အမအဲ့လောက်ချိန်ဆိုရင်ဒီဒေါ်လာရဲ့အချိန်ကတော်တော်လေးမြင့်လာပြီလို့ပြောလို့ရမှာပေါ့နော်ဒီဟိုဒီ တရားဝတလီကတော်တော်များများတမျိုးဝီတမျိုးတင်လာတာတွေ့ရတယ်ဒါပေမဲ့ခု2025နောက်ပိုင်းကျတော့ဒီဒီပြောမလဲဟိုဒီစက္ကဆိုင်ရဲ့တံပြန်ထိုးစစ်မှုကိုဒီခံနေကြပြန်ပြီးခံနေရတယ်ပေါ့နော်အဲ့ဒီအချိန်ဒီမှာဒီကောင်းဆောင်ဘိန်းတွေအနေနဲ့ဒီပြောမလဲဒီခုခြေရဲ့ဒီအနာရှင်ကိုတော်လာနေကြတဲ့ဖွဲ့စည်းရဲ့အကုန်လုံးအနေနဲ့စုစည်းတင်ပြီးလို့ နေပါလေဆရာဘာလို့လဲဆိုတော့ဒီဘုံရန်သူဟိုဥတီတိတ်နေရမယ်အနေထားမှာဟိုအချင်းချင်းပြန်တိတ်နေရမျိုးကြီးလဲမဖြစ်သင့်ဘူးပေါ့နော်ဒီဘုံရန်သူကိုတိတ်မယ်ဆိုရင်စုစည်းပြီးတိတ်မယ်ဆိုရင်တော့ပူပြီးမြန်မြန်ဆန်ဆန်ခီးရောက်မယ်လို့ထင်ပါလေဆရာအဲကြောင့်ဒီနိုင်ငံရေးကောဆွန်ပိုင်းတွေရောဒီကာကွယ်ရေးကောဆွန်ပိုင်းတွေရောပေါ့နော်ဒီနိုင်ငံဒီဘုံရန်သူကိုမြန်မြန်ရှိမုန်းနိုင်ဖို့အတွက်မြန်မြန်အများဆုံးစုစည်းကြဖို့ပြောချင်ပါတယ်ဗျာ ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆိုတော့ဘောတော့တော်တော်များများလေးဒီလိုပဲလူငယ်တွေရဲ့စန္ဒာတာတရားပဲပေါ့လေပေါ့ဆိုအာလူငယ်ဟိုဒီကောင်းဆောင်ပိုင်းရေနိုင်ငံဥဆောင်ပိုင်းရေစီရဲပြမဥဆောင်ပိုင်းရေဒီနေ့စီလုံးညီညွတ်ပြီးတော့ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ရဲ့ပုံရံသူဟာတခုသေးပေါ့ဒီစစ်အာဏာရှင်ဆိုတာအကုန်လုံးရဲ့ပုံရံသူကဒီစစ်အာဏာရှင်ပဲဆိုတော့ဒီဟာကိုပြုတ်ချောက်ထူးဆိုလို့ရှိရင်ကျွန်တော်တို့ကတကွဲတပြားနဲ့တိုက်နေလို့မရတော့ဘူးပေါ့နော်ကျွန်တော်တို့အားလုံးစုပေါင်းအားနဲ့မှဒုလန်မှာပဲအာဒီတရားကိုစစ်အာဏာရှင်ဆိုတဲ့ ဒီအမြင့်ပေါ့နော်ကျွန်တော်တို့ဒါကိုဖြိုချနိုင်ပြီဆိုတဲ့ဟာပေါ့ဒီပါဆိုတော့ဒီစစ်အနာစင်ဆိုတဲ့ဟာဒီစစ်တပ်များစစ်တပ်အာကျွန်တော်နှစ်ပေါင်း20ကျော်ဒီဒီအခြေတည်လာတဲ့ဒီစစ်တပ်ပြတဲ့ခါကျတော့တော်ရုံတန်ရုံနဲ့တစ်ဖက်တစ်စီထဲနဲ့တစ်ခုအာဒီပေါ့နော်အဖွဲတစ်ဖက်ချင်းစီနဲ့တွားပြီးတော့တိုက်လို့ရှိရင်ပြောင်းအောင်ပေါ့လေဒီတုံးနဲ့ထိုးလို့ပဲတော့ဖြစ်ဖြစ်အမျိုးပဲပုံစံမျိုးဖြစ်သွားမှာပေါ့လေဆိုတော့စူပေါင်းအာနဲ့တွန်းလာမှာပဲကျွန်တော်တို့ပြမယ်ဆိုတာလုံငယ်တော်တော်များများအာအခုကျွန်တော်တို့စကားပြောတဲ့ဆရာကုစစ်အပါဝင်ပေါ့တော်တော်များများတခုပဲ ေါ့လေဆွေးနွေးကြတာကျွန်တော်တွေ့ရပါတယ်ဟုတ်ကဲ့ပါဆိုတော့ဒီကောင်းဆောင်ပိုင်းတွေအနေနဲ့ပေါ့နော်အခုလိုမျိုးသူငယ်တွေရဲ့အကြံပြုချက်တွေပုံဒီပေါ့လေဒီအာစိတ်ထဲပေါ့လေသူတို့နားလေပေါ်ပေါက်ပြီးတော့စုစည်းမှုညှို့မှုကိုပို့ပြီးတော့အာကောင်းအာကောင်းကောင်းနဲ့ဒီအကောင့်တွေပေါ့လေကိုလည်းကျွန်တော်မျိုးလေးပါတယ်ပေါ့လေဟုတ်ကဲ့ပါဆိုတော့အာကျွန်တော်အနေနဲ့ဒီရေပေါ်လို့ရဲ့တတ်တတ်ခွစီပုံတတ်ခွစီပုံဆိုရတဲ့ပေါ့နော်ဒီလက်ရှိလှုပ်ရှားနေတဲ့အကြောင်းဒီအခြေအနေကိုလည်းတိလို့ပါတိလို့လည်းပေါ့လေဆိုတော့အဲ့ဒါ ဒီရေဘော်တို့တပ်ဖွဲ့တွေပူပေါ်လေဘယ်လိုဘယ်လိုမျိုးပုံစံနဲ့ရည်တည်နေလေပေါ့နော်ဒီဥမာအဖွဲ့စည်းစဒီဖွဲ့စည်းသေးကနေဆိုတော့ခုနရေဘော်ကစစ်ပြောတယ်လို့ပဲဒီတနုဒေတာဆိုတာအာတော်တော်လေးခက်ခဲကြမ်းတတဲ့နေရာတခုဖြစ်တဲ့အခါကျတော့ဒီဒီသူတွေဗီဒီယိုတွေကြားမှာလည်းအရင်ကဒီအာလက်နက်ကိုင်ဆိုတဲ့ဟာတွေမြင်ဖူးတာလည်းမရှိဘူးဆိုတဲ့အခါကျတော့ခက်ခဲမှုတွေတော့များစွာရှိမှာပေါ့ဒီလက်နက်ဖွဲ့စည်းစတင်တည်ထောင်တဲ့အခါမှာဆိုတော့ ဘယ်လိုမျိုးတွေပံ့ပိုးကူညီမှုတွေရှိနေလဲပေါ့နော်ဒီပြီးတော့ဒေါ်လာပေးသူတွေကနေရောလက်ရှိချိန်ထိကူညီထောက်ပံ့မှုတွေရှိလားပေါ့နော်တကယ်လို့အာပြည်သူတွေကိုအနေနဲ့ရောဘယ်လိုမျိုးတောင်းဆိုချင်လဲပေါ့နော်ဒီတပ်ဖွဲ့တခုရက်တည်နိုင်ဖို့အတွက်ပြည်သူတွေအနေနဲ့အနေနဲ့ဘယ်လိုမျိုးခံကန်သားကနေဘာဝင်စေချင်လဲပေါ့ပြည်သူတွေဖွဲ့စည်းစတင်တည်ထောင်ချိန်ဒီချိန်ထိပေါ့နော်ကျွန်တော်တို့ဒီ ဒီသူလူထုတွေစီကနေဆိုတော့ကျွန်တော်မဟာမိတ်တွေရဲ့အကူအညီတွေနဲ့ကျွန်တော်တို့ဒီချိဆက်ချိဆက်ခဲ့တာပေါ့နော်ဆရာနော်ဟိုဘာလို့လဲဆိုတော့ဒီချိန်နေမှာပြည်သူလူထုကလည်းပြင်ပနေပြီပေါ့ချင်းချင်းပြောရရင်တော့ဟိုဒေါ်လာကြီးကာလာကအချိန်ကြာလာတာနဲ့အများဒီသူလူထုတွေကလည်းပြင်ပလာပြီဖြစ်တဲ့အတွက်ဟိုဒီသူလူထုကိုပြောချင်တာတော့ဟိုစိတ်ဓာတ်မချဖို့ပေါ့ဒီဒေါ်လာကြီးကတစ်နေ့တစ်ချိန်မှာအောင်မြင်လာမှာပေါ့ဟိုအနေနဲ့ခံထားမှ ကျွန်တော်တို့ကနော်တချိန်မှာအသာဆိုင်ရမှာပေါ့အဲ့ဒါပဲပြောချင်ပါလေဆရာဒီတိတ်မကြခင်မှာဒီစစ်ကောင်စီကယူကော့ပွဲလုပ်မယ်ဆိုပြီးမှကျင်းညာလာတယ်တွေ့ရတယ်ပေါ့လေဆိုတော့ဒီသနုပီသူတွေနဲ့အဲမှာလည်းကျွန်တော်တွေ့တာတော့ပါတီတခုလားမသိဘူးဒီယူကော့ပွဲဝင်လုပ်နေတာကျွန်တော်တွေ့ရတယ်သူပါတီတွေပေါ့ဆိုတော့ဒီလိုမျိုးစစ်ရေးအရှင်ပြင်းထန်နေတဲ့အချိန်မှာဒီယူကော့ပွဲလုပ်မယ်ဆိုတဲ့အခါကျတော့ပီသူတွေအနေနဲ့သူတို့မဲသွားဖဲ့ရမှာလားမထည့်ရောက်ဆိုတဲ့တွေ့ဝေရဲ့စိတ်ကြီးရှိရပေါ့လေဆိုတော့ ပီတိုတွေကိုဘယ်လိုမျိုးတတင်းစကားမှတ်ချက်များပြောချင်တာရှိမလဲပေါ့နော်ဆရာကိုစစ်ပြန်ဟုတ်ကဲ့ပါဆရာဒီတူရောရွေးကောက်ပွဲကိုဒီစကားဆာအနေနဲ့ကတော့မဖြစ်ဖြစ်အောင်ကျင်းပမဲ့ရှင်နေရှိရပါတော့။ဒါပေမဲ့ဘယ်လိုဖြစ်မလဲဆိုတော့ဒီတူရောရွေးကောက်ပွဲကိုမဖြစ်မြောက်အောင်တော့တားဆီးရမယ်လို့ထင်ပါတယ်ဆရာ။ဘာလို့လဲဆိုတော့ဒီ မဲကမပေးရင်လည်းပဲသူတို့အနေနဲ့အမျိုးချင်းချော့တာလေးပြည်သူတွေပေါ့ချင်းချော့တာလေးပြုလုံးပါပေါ့ဆရာအဲဆိုတော့ဒီကျွန်တော်ကတော့ဟိုမဲပေးခိုင်းတာမပေးခိုင်းတာတဲ့ဒီရုပ်ောက်ပွဲဝင်ထင်းမြောင်းဘယ်လိုမျိုးတားဆီးရမလဲဆိုတဲ့ပုံစံမျိုးနဲ့ပဲတောချင်ပါတယ်ဆရာဟုတ်ကဲ့ဟုတ်ဟုတ်ပါတယ်ဘာဆိုတော့ကျွန်တော်တို့ပြည်သူတွေဆိုတဲ့ဟာလေးပေါ့နော်ဒီစတက်ကနေပြီးတော့အချောက်တရားနဲ့ထိန်းချုပ်လာတာလေနှစ်တော်ကြာပြီဆိုတဲ့အခါကျတော့ အာစတကအိတ်လာဟောက်လာဆိုလို့ရှိရင်တော့မတတ်နိုင်တဲ့အဆုံးဒီမေးလေးတော့ပေးရတဲ့ချိန်ကြီးရရှိဘေးချင်းတို့တော့ကိုယ့်ရဲ့စိတ်တွေကနေဘေးချင်းနဲ့နေတော့မဟုတ်ဘူးဒါပေမဲ့ဒီဘောနောအကျောက်တရားနဲ့ဒီသွင်းပို့တဲ့ခါကျတော့တော့ပေးရမရှိဆိုတော့ခုနကကျွန်တော်တို့ဒီအတိတ်ကတော့ကျွန်တော်တို့တော်လာကြီးအဖွဲ့ဒီဘောဒီတော်လာကြီးဥဆောင်တဲ့ဖွဲ့ကြီးတော်လာကြီးအဖွဲ့စည်းတွေအနေနဲ့ဒီစစ်ကောင်စီပြုတ်လုံးမဲ့ဒီရွေးကောက်ပွဲကိုပြုတ်လို့ကျွန်တော်တို့စူးစူးစီးစီးနဲ့ဘယ်လိုမျိုးခန္ဓာသွန်းလာကြလဲဆိုတဲ့အပိုင်းမှာပဲကျွန်တော်တို့ပြန်ပြီးတော့တွားရမှာပေါ့ဒါကတော့ဒီကောက်ဆောင်ပိုင်းစဉ်းစားပြမယ့်အပိုင်းဖြစ်သွားတယ်ပေါ့

ဆုလုဖို့ ठी အစဉ်းစားခဲ့ဖို့လားရှိလားဘာဆိုတော့ကိုယ့်ရဲ့ရေးပေါ်ရေးပက်တည်လေဒီရှင်းတန်းမှာပေါ့လေတိုက်ပုတ်ဝီဒီယိုချိန်ကြလို့ရှိရင်ဒီ ठी ခိုက်တန်ကြရလည်းရှိမယ်ဆိုတော့တာမျိုးကိုမြင်တွေ့ရတဲ့အခါကျတော့စိတ်မချမ်းသာစရာတွေစိတ်နာကြီးစရာတွေဖြစ်လာဒီစိတ်ထဲမှာပေါ့လေခံစားချက်တွေတော့များစွာရှိလားဆိုတော့ဒီလိုမျိုးနေကြားထဲကနေလက်ရှိချိန် ठी ဒီဒေါ်လာရေးထဲမှာဘယ်လိုမျိုးခွန်အားတွေကြောင့်ပါဝင်နေခဲ့ရလဲပေါ့နော်ပြီးတော့လာမဲ့ဒီဆက်ဆက်ပြီးတော့ပေါ့လေကျွန်တော်တို့ဒေါ်လာရေးမအောင်ပင်ချင်း ဆက်ပြီးတော့လဲဆက်ခွင့်စစ်နေတဲ့ဒေါ်လာရေးတဲ့မှာဆက်ပြီးတော့ပါဝင်နေအောင်မှာလားပေါ့ဟုတ်ကဲ့ပါဆရာဒီဒီဒေါ်လာရေးကိုဆွန်းလို့ဖို့အတွက်တော့မျိုးမစင်စားခဲ့ဘူးပေါ့တော့ဆရာဘယ်လိုမျိုးတိုက်ပွဲတွေမှာဟိုတငယ်ချင်းတွေကြားတာတွေရှိရဲဒီရေပေါ်ရေဖက်တွေကြားတာကြားတာတွေတွေ့ရတယ်ပေါ့နော်အဲ့ချိန်တွေမှာဟိုကျွန်တော်ရဲ့စိတ်ထဲမှာဘယ်လိုတွေးလဲဆိုတော့အာကိုယ့်ရဲ့ရေပေါ်ရေဖက်တွေကြဆုံးသွားပြီသူတို့ကအလကားတက်တက်အသက်ပေးဆသွားတာမဟုတ်ဘူးပေါ့နော် ဒီအာနာရှင်ကိုပြုတ်ကြဖို့အတွက်ငါတို့ဒီဖယ်တွေလမ်းကြောင်းပေါ်ရော့ဖို့အတွက်သူတို့ကအသက်နဲ့ခန္ဓာကိုပေးလူသွားရပေါ့အဲ့ဒီအတွက်သူတို့ကြဆုံးသွားပြီဖြစ်တဲ့အတွက်သူတို့အတွက်ငါတို့ပူပြီးတော့အလုံး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 ကြားရမယ်ပေါ့အဲ့လိုစိတ်ဓာတ်မျိုးတွေးရပေါ့ဆရာโอเคအားကြောင့်ကျွန်တော်ကတော့ဒီဒေါ်လာကြီးကိုစူးလို့ဖို့တော့မတွေးခဲ့ဘူးပေါ့ဒီအာနာရှင်ကိုဘယ်လိုလဲ ပြီးပြီးခန့်တိမ်ထစ်တော့ဒီစာကျင်သွားဖို့တွန်းလှန်သွားဖို့တော့ရှိရပါဆရာဒီအမျိုးလမ်းတဝက်တည့်နဲ့လဲကြောင့်အမျိုးမရချင်ဘူးပေါ့နော်ဘယ်လိုအချိန်တွေပဲရော့ရော့ဘယ်လိုဒုက္ခတွေပဲကြုံကြုံဒီအနာရှင်စနစ်ဆိုးကြီးပြုတ်ချမှာပဲကျွန်တော်တို့အေးချမ်းချမ်းနေရမယ်ကျွန်တော်တို့ပြေပြေရှိရှိနေရမယ်ပေါ့ဟိုဒီအနာရှင်မပြုတ်ချမရှင်ရတော့ကျွန်တော်တို့ဒီကြော်ရုံမှုတွေစိုးထိုင်မှုတွေနဲ့ကျွန်တော်တို့နေနေရမယ်အဲ့အမျိုးတွေကိုဘယ်လိုပြောမလဲဟိုလူငယ်ပီပီပေါ့နော်ဆရာ မချက်ဘူးချင်းချင်းပြောရရင်ဟိုလူလူလာလာပဲနေချင်တယ်ပေါ့ဘာပဲသွားချင်တယ်လာချင်တယ်စားချင်တယ်အဲ့လိုမျိုးပဲနေချင်တဲ့အတွက်ကြောင့်ဒီအာနာရှင်ကြီးကိုဒီအာနာရှင်မပြုတ်ကြမချင်းပေါ့တိတ်တိတ်ထုတ်သွားမယ်ပေါ့ဆရာဟုတ်ကဲ့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 ဆိုတော့ဘောတော့ဒီစစ်အာနာရှင်ဒီဒီမပြမပပျောက်ချင်းပေါ့နော်ကျွန်တော်တို့ရည်မှန်းချက်ပန်းတိုင်မအောင်မိမချင်းအာရေပကုစစ်နေတဲ့လေဒီလက်ရှိတာဝန်ထမ်းဆောင်နေတဲ့တပ်တော်တွေမှာပဲပေါ့နော်ဆက်လက်ပြီးတော့ပါဝင် အာဒီပါဝီလှုပ်ရှားနေမယ်ပါဝီဆက်ဆက်ပြီးတော့ပေါ့လေဒီဘယ်လိုခက်ခဲရေပဲကြုံရပါစေဆက်ပြီးတော့ဒီအနာရှင်ဒေါ်လာရေးဒေါ်လာလေးဖက်မှာယက်တီမယ်ဆိုမှပြောသွားတယ်တရားလည်းပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ဒီဆက်အနာရှင်ဒါမပြုတ်ကြလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီရှေ့လာမယ်ပေါ့လေဘဝတွေပြီးတော့နောင်လာနောက်သားတွေရဲ့ဒီဟာတွေလည်းဆက်ပြီးတော့ဒီစနစ်ဆိုးကြီးကိုဆက်ပြီးတော့ခံစားနေရမှာပဲဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ဒီချိန်မှာ ကာရိုတီဒီဟာပေါ့လေဒီအနာရှိအမြင့်ချက်ရေးကိုကျွန်တော်တို့သွန်လံဖို့အတွက်တိုက်ဖက်ဖို့အတွက်အချိန်ကောင်းအခါကောင်းလည်းဖြစ်တယ်ဆိုတဲ့ဟာလေးတော်တော်များများလေးတည်ထားပေးတာဖြစ်တာကြတော့ဒီဟာကိုအောင်နိုင်မှခုဖြစ်မှာပေါ့လေကျေးဇူးတင်ပါတယ်ဆရာခုစစ်ရေးဆိုတော့အာကျွန်တော်တို့ဒီမြို့တော်လမ်းရေးမတိုက်ခင်ကိုကျွန်တော်တို့ပြန်ပြီးတော့ကြည့်လို့ရှိရင်ဒီတိုင်းရင်းသားပေါ့ကျွန်တော်တို့တိုင်းရင်းသားလူမျိုးစုတွေကြတော့ဒီ federal ဆိုတဲ့ဟာကို federal resource ကိုပြောပြီးတော့ပေါ့နော် federal ပြည်ထောင်စုဆိုတဲ့ဟာကိုပြောဆိုတာတွေ့ရတယ် ဒီအဓိကတောင်းဆိုလာတွေ့ရတယ်ဒါပေမဲ့ဒီဒီမဘက်ကဒီဒီမိုကရေစီအင်အားစုတွေကိုတော့အင်အားစုတွေကြတော့သူတို့ကဖက်ဒရယ်ဆိုတဲ့ဟာထက်ပေါ့နော်ဒီဒီမိုကရေစီပြည်ထောင်စုဒီမိုကရေစီနိုင်ငံပေါ့ဒီဒီမိုကရေစီရရှိရေးကိုပဲသူတို့ဂျပန်ဒီလှောက်ရှားနေတာကိုသူတို့ကျွန်တော်တွေ့ရတယ်ပေါ့ဆိုတော့အခုလက်ရှိကာလမှာပြန်ကြည့်လိုက်ရတဲ့ခါကျတော့လေဒီဖက်ဒရယ်ဆိုတဲ့ခုနတိုင်းရင်းသားတွေပေါ့လေဖက်ဒရယ်အရေးလှောက်ရှားတဲ့တိုင်းရင်းသားဒီအင်အားစုတွေ ਨੇ ဒီမြန်ပြန့်ကဒီမိုကရေစီနဲ့အနာစုတွေဟာလက်ရှိမှာကျတော့ကျွန်တော်တို့တတိထက်တန်တဲ့အတန်ထွက်လာတာအဲ့ဒါပြန်ပြီးတော့တွေ့ရတယ်အဲ့ဒါကတော့ဘာလို့ဆိုလို့ရှိရင်အဲကျွန်တော်တို့ Federal Democracy ဆိုပြီးတော့ဒီပြည်ထောင်စုတည်ဆောက်ရေးဆိုပြီးတော့သူတို့တွေပြောဆိုနေတာပြန်ပြီးတော့တွေ့ရတယ်ဆိုတော့အခါကျကျွန်တော်တို့ရဲ့ဘန်တိုင်ကတူသွားပြီပေါ့ဒိုင်းရင်းသားတွေဘက်ကလည်းဒီ Federal Federal ကိုလိုချင်တယ်အဲဒီမှာဖက်ကလည်း Democracy လိုချင်တာဆိုတော့ဒီဟာကိုပေါင်းစည်းပြီးတော့သူတို့တွေဘန်တိုင်တူသွားပြီ Federal Democracy တောင်ဆိုဆိုတည်ဆောက်မယ်ဆိုပြီးတော့ဆိုတော့ ဒီလိုမျိုးခေးလမ်းပေါ့အနာကတ်မှာကျွန်တော်တို့ဒီလိုမျိုးတပိုးလေးတူထားပြီဆိုတဲ့ခါကျတော့အနာကတ်မတည်စအနာရှင်ကိုအောင်မြင်ပြီးသွားပြီဆိုလို့ရှိရင်ဒီနာကတ်ဖက်ဒရယ်ပီထောင်စုစနစ်ကြီးကိုအာရေပေါ်နေနဲ့ဒီဆရာခွန်စစ်ပေါ့ရေပေါ်ခွန်စစ်နေနဲ့ဒီလိုမျိုးမြင်ချင်တယ်လေပေါ့နော်ဒီလိုမျိုးအာသွားချင်တယ်လေပြီးတော့လက်ရှိတော်လာရေအောင်မြင်ပြီးသွားပြီဆိုအနာရှင်ပြုတ်ကြသွားပြီဆိုလို့ရှိရင်လေဆရာခွန်စစ်နေနဲ့ ဘယ်လိုမျိုးပေါ့နော်ကိုကပြတ်တန်းသွားမယ်ခုနပြောတော့တာကျတော့ចောင်းသားပေါ့ဆက်ပြီးတော့ចောင်းတက်အောင်ပါလားတာမမဟုတ်အာចောင်းဆက်မတက်တော့ပြည့်နဲ့ဒီတာမရက်တာဘွားနဲ့ပဲနေသွားမှာလားတာမမဟုတ်ကျွန်တော်တို့ပြည့်အခုအားလုံးလည်းပြောနေကြတဲ့ပေါ့လေဒီဖက်ဒရယ်တက်မတော်ပေါ့အဲ့တဲ့ဖက်ဒရယ်တက်မတော်တဲ့မှာထပ်ပြီးတော့တာဝန်ထမ်းဆောင်ပါလားပေါ့ဘယ်လိုမျိုးအာစဉ်းစားထားမျိုးရှိလေပေါ့နော် ဒါကြတော့ပြောမယ်ဆိုရင်တော့ဒီဒေါ်လာရေးအလွန်ကာလဖြစ်တဲ့အတွက်ဟိုကျွန်တော်အနေနဲ့ကတော့ဟိုအများကြီးစဉ်းစားထားစဉ်းစားထားတာမျိုးတော့မရှိဘူးပေါ့ဟိုတခါတလေကြတော့လည်း2မျိုး3မျိုးတော့စဉ်းစားမိသေးရပေါ့နော်ဒီပြောမယ်ဒီဒီဒေါ်လာရေးပြီးသွားရင်ငါကြောင်းပဲဆက်သေးရမလားဒါမှမဟုတ်ငါဒီရက်တာမှာဘဝနဲ့ပဲနေရမလားပေါ့ဆရာဒီမျိုးတော့စဉ်းစားတာမျိုးတော့ရှိရဲဒါပေမဲ့ ဟိုကိုလက်ရှိတော်လာရေးအခြေအနေနဲ့ပုံမူကြည့်ပြီးတော့ဟိုတိတ်တော့မစင်စားဖြစ်ဘောကျွန်တော်စဉ်းစားတာကကျတော့ဒီတော်လာရေးကိုဘယ်လိုပြီးအောင်ဒီအနာရှင်ကိုဘယ်လိုပြီးအောင်တိတ်ထုတ်ရမလဲဒီအနာရှင်ပြီးမှပဲကျွန်တော်ဒီလက်ရှိအလွန်ကာလကိုကျွန်တော်တို့တွားတွားနိုင်မှာဖြစ်တဲ့လေးနောက်ဆရာနော်ဆိုတော့ဒီကျွန်တော်အများကြီးတော့မစင်စားဘူးပေါ့ဒီခုလက်ရှိမှာဒီအနာရှင်စနစ်ကိုပြုတ်ချအောင်ဘယ်လိုတိုက်ရမလဲဘယ်လိုစုစည်းရမလဲပေါ့ ဒါမျိုးပဲစဉ်းစားထားပါဗျာဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့ Federal ပြည်တော်စုမြန်မာနိုင်ငံတော်ကြီးကိုဘယ်လိုမျိုးမြင်ချင်တယ်ပေါ့တော့ဒီဥပမာဒီအဲတချို့တွေပြောတာကြတော့တန်းသူညီများရေးတို့ပါလို့ညာတို့ပြောတယ်ရေးပေါ်နေလေရောဘယ်လိုမျိုးမြင်ချင်လဲပေါ့ကျွန်တော်တို့နိုင်ငံတော်ကြီးဒီပြောနေကြတဲ့ဒီ Federal Democracy နိုင်ငံအကြီးအဖြစ်ပေါ့နော်ဆရာနော်ဒီ Federal ရဲ့တကယ်အနစ်တရားအပြေဝရရှိစီချင်ပါလေဆရာကျွန်တော်တို့မြန်မာနိုင်ငံကြီးကိုဟိုခင်တော့ကြတဲ့ပညာရေးတွေဒီကျမ်းမာရေးတွေအကုန်လုံးပေါ့နော်ဆရာနော် မျိုးတွေမဟုတ်ပဲနဲ့ဒီတိုးတက်နေတဲ့ဒီခေတ်ပညာရေးတွေပေါ့နိုင်ငံရေးတွေကျမရေးတွေမှာအစားအဲ့လိုမျိုးတိုးတက်နေတဲ့နိုင်ငံကြီးဖြစ်စီချင်အောင်ပေါ့ဆရာโอเคပါဆရာโอเคโอเคโอเคဆိုတော့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ဒီပေါ့เนาะအဲစစ်စစ်မှာပါဝင်ပေးသွားရဲဆိုတော့လုံးဆုံးနေနေပေါ့လေပါဆိုတော့ဒီကျွန်တော်တို့ရဲ့ဒေါ်လာပြီးသူတွေတော့ပဲကျွန်တော်တုံးလို့ရမှာပေါ့လေပြီးသူတွေသေးလေသူတို့တနက်မခိုင်းတော့ညလေးကျွန်တော်တို့ဒေါ်လာရေးအင်အားစုတွေပို့ဖြစ်ဖြစ်ကနေ တို့တက်နိုင်တဲ့ဘက်ကနေကိုရင်ပံ့ပိုးနေတဲ့ပြည်သူတွေဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဒေါ်လာပြည်သူတွေဖြစ်ပါတယ်တို့လေဆိုတော့ကိုလံပြည်သူတွေဟာလေတော်တော်များများလက်ရှိချိန်မှာဆိုလို့ရှိရင်တို့အာဒီလက်ရှိချိန်မတိုင်ခင်မှာကျွန်တော်ပြန်ကြည့်မယ်ဆို2021 2022 2023လောက်ထိကတက်တက်ကြွကြွနဲ့တို့ငွေကြေးရောသူတို့တက်နိုင်တဲ့ဘက်ကနေအလုံးရင်းနဲ့ပါဝင်ပူရင်းရတွေးရတယ်ပေါ့လေဒါပေမဲ့ဒီနောက်ပိုင်းမှာကျတော့သူတို့အနေနဲ့နည်းနည်းလေးအာရုံလာလေကျွန်တော်တွေးရတယ်သူတို့အနေနဲ့ပေါ့လေသူတို့ကလည်းဒီစိတ်သက်ဟိုဟာဟိုဟာ စိတ်ခံစားချက်တွေစိတ်တက်ကြရတဲ့အနေချင်းတော့ရှိမှာပေါ့ပြည်သူတွေအနေနဲ့တွေပေါ့လေဒီထဲမှာမှပေါ့လို့ကျွန်တော်တို့စစ်ကြေးဒုက္ခတွေလည်းများစွာရှိနေတယ်ပြီးတော့ဒီထဲမှာမှအဲကျွန်တော်တို့စီမြန်မာနိုင်ငံကိုပြန်ကြည့်လို့ရှိရင်အနေတနေ့ကပဲပေါ့ဒီငလေးနေဖြစ်လိုက်ရေကြီးလိုက်ပြီးတော့ဂုံစဲနှုံးတွေကတက်လိုက်ဖြစ်တဲ့ခါကျတော့ပြည်သူတွေစီမှာလည်းဒေဒုက္ခပေါင်းစုံနဲ့သူတို့ရင်ဆိုင်နေရတယ်ဒီကြားထဲကဟာမှာ ကျွန်တော်ဒေါ်လာရေးထဲမှာဆက်လက်ပြီးတော့လို့တို့ပါဝင်နေဆိုတဲ့အခါကျတော့ဒေါ်လာပြည်သူတွေကိုခွန်အားဖြစ်စေမယ့်ပေါ့နော်ဒီဆရာကုစိနည်းနည်းပြောချင်တာများရှိမလားပေါ့လေတို့မာချချင်တာများအားဖြစ်စကားများပြောချင်တာရှိနေတာပြောပြပါဦးခင်ဗျ။ဟုတ်ကဲ့ပါဆရာဒီကျွန်တော်အနေနဲ့ဒီဒေါ်လာပြည်သူတွေကိုပြောချင်တာကတော့ဒီချိန်နေမှာပေါ့အကုန်လုံးကခက်ခဲနေကြပြီပေါ့နော်ဆရာနော်။ကိုဒီရေပေးပြီးရောငလင်ပေးပြီးရောမီးပေးပြီးရောအကုန်ပေါ့ဒီစိတ်ပေးတန်ဂျုံနေရတဲ့ဟာတွေရော အဲ့ကျမအခက်ခဲရတော့အများကြီးဂျုံတွေးနေရတာဖြစ်တဲ့အတွက်ပင်မနေကြရပေါ့ဒီသူတွေကလည်းဒါပေမဲ့အာတင်းထားပါအောင်လို့ဒီတော်လိုင်းကြီးအမြန်ပြီးဖို့အတွက်လည်းဒီတိုင်းရင်းတပ်ဖွဲ့တွေအသီးသီးကလည်းပဲဂျူးစားနေကြပြီပေါ့အများဆုံးပြီးမြောက်ဖို့အတွက်လည်းလောက်တွေအများကြီးလုပ်နေကြပြီပေါ့ဟုတ်ကဲ့အားကြောင့်တော်လိုင်းပြည်သူတွေများလည်းအာတင်းထားပါအောင်လို့ပြောချင်ပါတယ်ဆရာ ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆိုတော့ဗောနော်တော်လံပြီးသူတွေနေနဲ့လဲဆက်လက်ပြီးတော့ကျွန်တော်တို့ရဲ့လက်ရှိတွားနေတဲ့တော်လံပြီးဒီမှာဆက်လက်ပြီးတော့တထောက်တနေကနေပါဝင်အာဖီပေးပို့လေကျွန်တော်နေလဲဗောနော်ဒီပြည်သူတွေကိုပြန်ပြီးတော့နိုးစော်တိုက်တွန်းလို့ပါတယ်ဟုတ်ကဲ့ပါဆရာကုန်းစစ်ရေးဒီတော်လံတို့တပ် focus system ပါဗောလေမအားမလတ်တဲ့ကြားထည့်အခက်ခဲပေါင်းစုံကနေပါဝင်အာဖီပေးတဲ့အတွက်အာ federal channel မြန်မာကူစားကျွန်တော်နေနဲ့ဆရာကုန်းစစ်ကိုထုတ်ပေးကျေးဇူးတင်ပါတယ်အာကျေးဇူးတင်ပါတယ်ဆရာကုန်းစစ်ဟုတ်ကဲ့ OK 吧，行，其实就来一遍。